ွန်ပြောင်းပရီးမီးယားလိနဲ့ချယ်ဆီတင်းရဲ့အလားလားအားလုံးဝမင်္ဂလာပါဖူဘောဝါချန်နယ်မှာဝင်တော်မှာဒီဗီဒီယိုလေးမှာတော့ကျွန်တော်တို့ဒါအသွင်ပြောင်းလာတဲ့ပရီးမီးယားလိနဲ့မာရက်စကာရဲ့ချယ်ဆီတင်းဘယ်လိုဆက်ရှောက်မလဲဆိုတော့အချက်ပေါ်ကျွန်တော်ရဲ့အမြင်လေးကိုဆွေးနွေးသွားမှာဖြစ်ပါတယ်အဲ့တော့ဗီဒီယိုရဲ့ပထမဆုံးပိုင်းအနေနဲ့အသွင်ပြောင်းပရီးမီးယားလိဆိုတဲ့အကြောင်းကျွန်တော်တို့ပြောလိုက်ရအောင်ပါဒါကတော့အားလုံးလည်းအခုချိန်မှာတော့တတိထားမိပြီးသားအကြောင်းအရာတစ်ခုတော့ဖြစ်လိမ့်မယ်ဒါပရီးမီးယားလိဟာဆိုရင်လက်ရှိအချိန်မှာကျွန်တော်တို့ဒါဖြောပြီးဆန်နေ だ <music> <music> လိပုံစံမျိုးဆိုတာထက်ပေါ့နော် reserve bay ကိုဥတီလာကြရတယ်ဒါကတော့ဘယ်အသင်းပဲဖြစ်ဖြစ်နောက်ဆုံးမှာ၃မှတ်ရဖို့ကအဓိကပဲဘယ်လို၉နဲ့ပဲနိုင်နိုင်ဘယ်လိုအကြောင်းမျိုးနဲ့ပဲနိုင်နိုင်ပေါ့နော်နိုင်သွားပြီဆိုတာနဲ့၆မှတ်၃မှတ်ရမှာဖြစ်တဲ့အတွက်ဒါကအသင်းတိုင်းအတွက်အဓိကရည်မှန်းချက်ပေါ့နော်နောက်ဆုံးကျွန်တော်တို့ဒါ and project လို့ပြောလို့ရတယ်အဲ့တော့အသင်းတွေကဒီလိုအရာတွေကိုဒါရတဲ့နည်းနဲ့ရှာဖွေလာကြတယ်အဲ့တော့ TRD မှာဆိုရင်ဒါ MBC ရအပြောင်းလဲမှာကြည့်ရင်ပေါ့နော်ကျွန်တော်တို့ဒါ ဒီ SSB ပေါ့ SSB နဲ့စီထားတဲ့အမှတ်ပေးစရာဆိုပြီးတော့အားလုံးကစားနောက်နေကြတယ်ပေါ့နော်ဒါကတော့ထားပါကျွန်တော်တို့ဒါပြောချင်တာကဒီ Premier League ကလက်ရှိရာဒီမှာတေကံပေါ့အလွတ်တေကံပေါ့ sorry divorce situation တွေကိုပေါ့နော်ကျွန်တော်တို့ဒါအများအပြားအသုံးပြုလာကြတယ်ဒီနေရာမှာတောင်းကံဘောလည်းပါတယ်ဒါ free kick တို့လိုပြစ်တံဘောတွေလည်းပါတယ်ဒါအပြင်ကျွန်တော်တို့ဒါလက်ပစ်ဘောပေါ့နော်ဒါလုံးဝကိုလက်ပစ်ဘောလို့အရာမျိုးတွေကပါဂိုးတွေတွင်းယူဖို့အထွတ် SSB အဖြစ်သုံးချလာကြတာကိုကျွန်တော်တို့မြင်တွေ့ရတယ်ပေါ့ဗျာအဲ့တော့ဒီ divorce situation တွေကိုအကောင်းဆုံးသုံးချနိုင်တဲ့အသင်က TRD Premier League မှာရှေ့ကိုပိုရောက်နေတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်အဲ့တော့ပြောင်းပြန်အနေထားအဖြစ်ဆိုရင်ပေါ့နော်ကျွန်တော်တို့ဒါဒီလိုဒါ SSB တွေကို မကာကွယ်နိုင်တဲ့အသင်းတွေကကျွန်တော်တို့ဒါနောက်ကူရောက်သွားတယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ဒါအသုံးလဲချနိုင်တဲ့ကာအောက်ကာကွယ်နိုင်တဲ့ဆိုတဲ့အသင်းတွေကပို့ပြီးတော့ရှေ့ကိုရောက်ကြတယ်ပေါ့ဗျာဒါကတော့ကျွန်တော်တို့ဒါလက်ရှိပရီးမီးယားလိရဲ့အသွင်ပြောင်းလာတဲ့အချိန်နေပေါ့နော်ကျွန်တော်တို့ ဒီ data တွေအရာဘောနော stat တွေအရာကြည့်မယ်ဆိုရင်လည်းဒီဟာဒီကျွန်တော်တို့ဒါတွင်းကိုတွေအကုန်လုံးရဲ့20ရာခိုင်နှုန်းနီးပါးလောက်ထိကဒီတောင်ကန်ဘောတွေကနေလာတယ်ဘောနော်ဒါမျိုးတွေအထိကျွန်တော်တို့ဒါ stat တွေအရာလည်းပြသနေတာဖြစ်ပါလေအတင်းတွေကတော့ကျွန်တော်တို့ဒါလိုအပ်ရင်လိုအပ်တလို့နီးပါးပိုင်းတွေကိုပြောင်းလဲပြီးတော့အသုံးပြုလာကြတယ်ဒီ SSB နဲ့ပတ်သက်ရင်တော့ Arsenal အတင်းကနာမည်အကြီးဆုံးဘောနော်အဲ့တော့ Arsenal အတင်းကဒီဟာဒီမှာအမတ်ပီစီယာကိုဥဆောင်နေတယ်ဥဆောင်နေတဲ့နေရာမှာလည်းသူတို့က SSB ဒါမပါဘူးဆိုရင်စင်းစကွန်းကိုရောက်မယ်ဆိုပြီးတော့တချို့ဒါ data တွေရဖို့ ော်ပြကြတယ်ဗောနော်ဒါအတော့ထားပါဒီ CSB ကလည်း goal ပဲလीသူတို့ကသူဘယ်လိုပဲရရဗောနော် Arsenal အနေနဲ့အဆင့်တက်မှာရက်တီနေနိုင်တယ်ဒီလိုရက်တီနေနိုင်တာကသူတို့က CSB ကိုအကောင်ဆုံးသုံးချနိုင်တယ်ဒါအပြင်ဗောနော် Arsenal ကတခြားတစ်ဖက်ချမ်းမှာသူတို့ရဲ့ခံစီပိုင်းကလည်းဒီအမြင်ဘောတွေကိုသူတို့ကအကောင်ဆုံးကာကွယ်နိုင်တဲ့ဒါ catch line ကိုပိုင်ဆိုင်ထားတယ်အဲ့တော့ဒီရာဒီကျွန်တော်တို့ဒါ CSB အသုံးချမှုအမြင်ဆုံးသင်းနေတယ်မှာ Arsenal ပြီးရင်ဒုတိယအသင်းက Chelsea ဖြစ်ပါတယ်အဲ့တော့ Chelsea ကဒီ CSB ကနေတွင်းကိုတွေအများကြီးရှာဖွေထားနိုင်တယ်ဒါပေမဲ့သူက ပါလို့လက်ရှိအခြေအနေမှာဒီဇရာအထိပ်ပိုင်းမှာရက်တီမနေနိုင်တာလဲဆိုရင်တော့တေချာပေါ့သူတို့က SSB တွေကာကွယ်တဲ့နေရာမှာ အားနေလို့ ဖြစ်ပါတယ်အဲ့တော့ဒီရာဒီဒါအသွင်ပြောင်းပြီးမြားလီအကြောင်းကတော့ခုနပြောတဲ့အလွတ်တဲကံဘောတွေကိုဒါအများကြီးအသုံးချလာတဲ့အရာလို့ကျွန်တော်ကတော့ထောက်ပြချင်တာဖြစ်ပါတယ်ဒီနေရာမှာဒါကာလဲကာကွယ်နိုင်တဲ့အသုံးလဲချနိုင်တဲ့အတင်းနေရာရှေ့ကိုပို့ပြီးတော့ရောက်နေတာကိုတော့ကျွန်တော်တို့မြင်ရတယ်ဒါအာဆင်နယ်ဝဲကျွန်တော်တို့ဒါဥပမာကြည့်ပေါ့နော်အာဆင်နယ်တင်းကဒါခရစ်စတယ်ဘယ်ရီနဲ့ပွဲတွေနျူကာဆယ်နဲ့ပွဲတွေဆိုရင်ဒါတိကျဘောဖူဟန်နဲ့ပွဲတွေဆိုတာကတကယ်ကိုသူတို့ကများသောအားဖြင့်ဒီပွဲတွေကမနစ်ကရာတီတွေအရင်ရာတီတွေမှာဆိုအာဆင်နယ်အတွက်တရေပွဲတွေလို့ပြောလို့ရတယ်ဒါပေမဲ့ဒီရာတီမှာကျတော့ လို့မဟုတ်တော့သူတို့ရဲ့ဒါနိုင်ပွဲကိုသူတို့က CSB ကနေရအောင်ရှာတယ်သူတို့ရဲ့ twin goal ကိုရအောင်ရှာတယ်ဘလို့ပဲရှာရှာပြအဓိက Arsenal ကသုံးမအပြည့်ယူပြီးတော့ကျွန်တော်တို့ဒါဟိုပွဲတိုင်းလိုလိုဖြတ်တန်းလာရင်းနဲ့အထီးအဒီမှာချန်ပီယံဖြစ်ဖို့အလားအလာအကောင်းဆုံးဖြစ်နေတယ်။ဒါကတော့ပရီးမီးယားလီရဲ့ပြောင်းလဲလာတဲ့ချိန်ခွင်ရှာလို့ပဲပြောပြပေါ့နော်။ပရီးမီးယားလီအထွန်းဖြစ်လာတယ်လို့ပြောလို့ရတယ်။ဒီအထွန်းက ဘယ်ချိန်ထိဆက်ရှိမလဲဆိုတာကတော့ကျွန်တော်တို့မတိကြဘူးဗျ။အဲ့တော့ဒီနေရာမှာအသင်းလေးတွေပေါ့အသင်းလေးတွေဆိုတဲ့အသင်းလက်တွေဘုံမောက်တို့လို့ဆန်ဒလန်တို့လို့များသောအားဖြင့်အထူးသဖြင့်ဘရန်ဘူးတို့လို့အသင်းတွေနူကာဆယ်တို့လို့အသင်းတွေထားပါဒီလိုအသင်းတွေကကျွန်တော်တို့ဒါအသင်းကြီးတွေနဲ့ထွေးတဲ့အခါမှာတိုက်ရိုက်ဆန်နဲ့ပေါ့နော်ကျွန်တော်တို့ဒါကစားဟန်တွေကိုဇက်တိုက်အသုံးပြုလာကြတယ်။အဲ့တော့လီဗာပူးအသင်း၄ဘောဆက်ပရီးမီးယားလိမှာရှုံးထားတယ်။လီဗာပူးအသင်းနဲ့ဒါနောက်ဆုံးတွေ့ခဲ့တဲ့၄ဘောမှာဆိုရင်အသင်းတော်တော်များများကပေါ့နော်ကျွန်တော်တို့ဒါဒီတာရိုက်ဘော900ကျော်လောက်ထိကျွန်တော်တို့ဒါ လောင်းပုံ900ကျော်လောက်ထိအသုံးပြုထားရဲဆိုပြီးတော့ stat တစ်ခုအရကျွန်တော်တို့သိရတယ်ဗျာပြောချင်တာကလီဗာပူးကဒီလောင်းပုံတွေကိုကင်တွယ်ဖြစ်ရှင်းတဲ့ပုံအားနေပြီဆိုရင်သူတို့တွေရလတ်ဆူတွေဖြစ်ပေါ်လာမှာပဲဗျာချက်စီးလည်းအဲ့ဒီသဘောမျိုးပဲချက်စီးနဲ့တွေ့ရင်ပြိုင်ဘက်တင်းနေရဲ့ချင်းကပ်ပုံကပြောင်းလဲလာကြပြီပေါ့နော်ပြောမယ်ဆိုရင်တော့ low block mid block ကစားမယ်ပြီးရင်ကျွန်တော်တို့ဒါ direct sand နဲ့ ball တွေနဲ့ chelsea အသင်းကိုချင်းကပ်မယ်ဒီလိုပုံစံမျိုးကိုအသင်းတွေကပြောင်းလဲလာကြပြီဖြစ်ပါတယ်အဲ့တော့ဒါတော့အတွင်ပြောင်းပြီးမြရလေးအကြောင်းပါအဲ့တော့ဗီဒီယိုရဲ့နောက်တစ်ဖက်ခြံဖြစ်တဲ့ chelsea အသင်းရဲ့အလားအလာဘယ်လိုရှိလဲ ယ်ပေါ့နော်အဲ့တော့ Chelsea တင်းရဲ့နီပြာကကျွန်တော်တို့ဒါ Pep Guardiola ရဲ့ lateral လို့ကျွန်တော်တို့ပြောလို့ရတာပေါ့နော် Maris Car တို့ Adidas တို့ဆိုတာကပက်ကွာဒီယိုလာရဲ့ lateral တခြားနည်းပြရည်လည်းရှိမှာပေါ့နော်အဲ့တော့ Maris Car ကဒီ football ကို position အရကစားပြီးတော့ midfield overload လုပ်တယ်ဒါပတ်ဒီ Gugurella ကကျွန်တော်တို့ဒါ side ဒီ midfield ကိုဝင်ကစားပြီးတော့ midfield overload ကစားတယ်ဒီလိုပုံစံမျိုးနဲ့ Maris Car ကပြိုင်ပွဲတင်းရဲ့အခွင့်အရေးကိုအသာစီးယူတတ်တဲ့ကစားဟန် playoff from the back ကစားတယ်ဒီလိုပုံစံမျိုးကို Chelsea ကအဓိကအဖြစ်အသုံးပြုတဲ့အသင်းပေါ့နော်များဒီအမြင်ပေါ်ကြီးတွေကိုအများကြီးအသုံးပြုနေတဲ့အသင်းမျိုးကြီးမဟုတ်ဘူးဗျာ ျက်စီးရဲ့ကျွန်တော်တို့ဒါပင်ကိုစတိုင်ကျွန်တော်တို့ဒါပြောမယ်ဆိုရင်မာစကာရဲ့ ideology ကိုကဘောလုံးကိုကျွန်တော်တို့ဒါ ground မှာထားကစားတဲ့ပုံစံမျိုးပေါ့နော်ဒီလိုပုံစံမျိုးကိုကျွန်တော်တို့ဒါများသောအားဖြင့်မြင်တွေ့ရတာဖြစ်ပါတယ် horizontal part တွေအများကြီးလှုပ်ပြီးတော့ဒါကိုပမာတို့လူကစားသမားတွေ penetrate ဖြစ်တဲ့ကစားသမားတွေတောင်ပံကစားသမားတွေရဲ့ချိုးစားအထုတ်မှုတွေနဲ့အတူတွင်းကိုတွေရှာပွေတတ်တဲ့အသည်မျိုးကိုချက်စီးကဒါ where organize ဖြစ်ဖြစ်မနစ်ကရာဒီမှာတိဆောက်ထားတယ်လို့ပြောလို့ရတယ်အဲ့တော့ဒီရာဒီမှာကြတော့ဒီချက်စီးတဲ့အာဏာချက်တချို့ကိုကျွန်တော်တို့ထပ်ပြီးတော့ပေါ်လာတယ်လို့ပြောလို့ရတယ်ဗျာ အဓိကအပြည့်ဒီလပိုင်းကော်ဝဲနာနေလို့လို့ကျွန်တော်တို့ဒါအကြောင်းပြလို့ရပြီမဲ့ ဒီအတင်းတွေကဒီ line တွေ line တွေကိုကျော်ပြီးတော့ကစားလာကြတယ်ပြောမစို့မဖီးမှာဘောလုံးအရင်မကင်တော့ဘူးဗျအဲ့အတွက်ဒီမဖီး over လောက်လောက်ထားလဲသူတို့အတွက်ကပြဿနာမရှိဘူးဘောလုံးရတာနဲ့သူတို့ကတိုက်ရိုက်ဆန်ဆန်ကစားမှာပဲဗျအဲ့တော့များသောအားဖြင့်ဒီအတင်းလက်တွေက Chelsea တင်းနဲ့တွေ့တဲ့အခါမှာဒီလိုပုံစံတွေကိုဇက်တိုက်အသုံးပြုလာကြတယ်အဲ့တော့ Mariska ကဒီပုံစံတွေပုံမှာဘလို့ကျွန်တော်တို့ကပြင်ဆင်လဲပေါ့နော်အဲ့တော့ Chelsea တင်းကခုနပြောသလိုပဲ SSB အသုံးချတဲ့နေရာမှာတော့ကောင်းတဲ့အတင်းဒုတိယမြောက်အတင်းဗျဒီဟာဒီ Premier League မှာ Arsenal ပြင်ရင်သူတို့ကအကောင်းဆုံးအတင်းပဲဒါပေမဲ့ကာကွယ်တဲ့နေရာမှာ ကြတော့သူတို့အင်းကတော်တော်လေးကျွန်တော်တို့ဒါဟိုမိကွန်းထုတ်စရာကြီးဖြစ်နေရပါဘောနော်အဓိကအဖြစ်လပိုင်းကော်ဝဲနာနေလို့လို့ကျွန်တော်တို့အကြောင်းပြလို့ရပြီမယ်တကယ်လို့လပိုင်းကော်ဝဲပြန်လာခဲ့ရင်တောင်ချယ်ဆီတင်းရဲ့ခန်စတန်၄ရောက်လုံးမှာပေါ့နော်ကျွန်တော်တို့ဒါတော်စင်ကတကယ်ကိုလက်ရှိခြေစွမ်းရတော့ first track player ဖြစ်မှာမဟုတ်ဘူးကတော်စင်နဲ့တေချာပေါက်ဒါကော်ဝဲနဲ့တွဲမှာတော့မဟုတ်ဘူးဘာလို့ဆိုတော့ဒီအရန်မောင်းမြန်မာမှုကိုတခုတည်းကိုသွားကြည့်လို့ကျွန်တော်တို့မရဘူးဗျာအဲ့အတွက်ကျွန်တော်တို့ဒါချာလိုဘတ်တို့အချင်ပေါင်းတို့စီကဒီထက်ပိုကောင်းတဲ့ area 2ရဲ့ကျွန်တော်တို့ဒါ quality တွေအများကြီးလိုလာမယ်ပေါ့နော်ဒီလို ုပုံစံနေပြီးတော့ကူကူရလာပဲဖြစ်ဖြစ် VC ချိန်ပဲဖြစ်ဖြစ်ပေါ့เนาะဒါအဆွင်ကစားသမားတွေစီကလည်းဒီထက်ပိုကောင်းတဲ့ area တူရဲ့လို့ကျွန်တော်တို့မြင်ရလို့တယ်အဲ့တော့ Maruska ကတော့သူ့ရဲ့ပုံတော့ကျွန်တော်တို့ဒါ trainee မှာဆိုရင်ကစားသမားတွေကိုပြိုင်ပွဲသင်းနေရငါတို့အတင်းကိုချင်းကတ်တဲ့ပုံပြောင်းလာပြီပေါ့เนาะအဲ့ဒီတို့က မင်းတို့ရဲ့တုံးပြန်ပုံတွေကလည်းပို့ပြီးတော့ကောင်းရမယ်ဆိုပြီးတော့အတင်းကစားသမားတွေကိုညွှန်ကြားနေတာမျိုးတွေရှိတယ်ဆိုပြီးတော့ခုကစပြီးတော့ဗောနော်ညွှန်ကြားနေတာမျိုးတွေရှိတယ်ဆိုပြီးတော့ကျွန်တော်တို့ကတည်နေအရာတော့တီးရတယ်အဲ့တော့ကျွန်တော်ပြောချင်တာကတော့ Chelsea အသင်းအနေနဲ့ Okay ground မှာပဲဆက်ကစားမလားဗောနော်အဲ့တော့ Chelsea အသင်းရဲ့နောက်ထပ် manager တစ်ခုရှိပါတယ်ဒါကတော့ Kansas ပိုင်းထက်ဒီတိုက်စစ်ကဗောနော် low block mid block အသင်းအနေနဲ့ထွေရင်မဖောက်နိုင်တဲ့ပြဿနာဗောနော်အဲ့ဒီပြဿနာလည်း Chelsea အသင်းမှာရှိပါတယ်ဒီပြဿနာကိုကျွန်တော်တို့ဗာနဲ့ဖြေရှင်းခဲ့လဲဆိုရင်တော့ခုပေါင်းမနဲ့ပဲဇက်တိုက်ဖြေရှင်းလာခဲ့တာဗောနော်အခုခုပ ါ်မှာမကစားနိုင်တော့တဲ့အချိန်မှာ Chelsea တင်းကဒီလို low block mid block အသင်းနေတွေ့ရင်ဒါ football ဘူးအတွက်ရုံးကန်ရတဲ့အရာမျိုးတွေကျွန်တော်တို့ခဏခဏမြင်ရတာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာ Chelsea တင်းနေတဲ့ဒီအချက်ကိုလည်းအများကြီးပြင်ဆင်နိုင်မှုလိုတယ်အာကိုပါမပြန်ကစားလာနိုင်တော့ဒါအလိုလိုဆင်ပြေသွားမှာဆိုပေမဲ့ပါမတယောက်ထဲတော့အဆင်မပြေဘူးပေါ့ဗျာတခြားတော့ကျွန်တော်တို့ဒါကစားသမားတွေအနေနဲ့လည်းဒီချက် penetrate ဖြစ်တဲ့တိုက်စစ်ဆင်မှုမျိုးတွေကိုပြုလုပ်ဖို့အတွက်လိုအပ်တယ်လို့ကျွန်တော်တို့ပြောလို့ရတယ်အဲ့တော့ Chelsea တင်းနဲ့တွေ့မယ်ဆိုရင်ဒါပြိုင်ဘက်တွေက low block မ ဲမေဘလော့ကစားမယ်ပြီးရင်ဒိုက်ရိုက်ဆိုင်တဲ့ပုံစံနဲ့ချင်းကပ်မယ်သူတို့အတင်းကခံစပိုင်းကအငင်ဘောအားနေတယ်ဒါမျိုးနဲ့ပဲသူတို့ကချင်းကပ်တော့မှာဗျာလက်ရှိပရီးမီးယားလီးဂ်ရဲ့ try ရပါတော့အဲ့တော့ Chelsea အနေနဲ့ဒီပေါ်မှာအကောင်းဆုံးဖြည့်ရှင်းနိုင်ဖို့လိုတယ်လို့ကျွန်တော်ကတော့ထင်တယ်ဒါပတ် Guardiola ရဲ့ပြောမယ်ဆိုရင်တော့ဒီလက်ထွက်တွေဖြစ်တဲ့အတွက်ပေါ့နော်သူတို့ရဲ့ဒါဘလုံးဒါနီးပြပညာနဲ့ပတ်သက်ပြီးတော့မြေခွန်းထုတ်เสียရတော့မရှိဘူးသူတို့အနေနဲ့ဒါ Adidas ဆိုရင်ဒါပြီးခဲ့တဲ့နှစ်ပိုင်းလောက်ကမှာ Chelsea ကိုအဓိကထားပြီးသူတို့တုံးလာဗျာ Nicolas Chobala ဒါသူတို့တင်းရဲ့အဲ့လိုပုံစံမျိုးပေါ့နော်အခု Maroska အနေနဲ့လေဒီ sex speed ဘိုင်းမှာပူပြီးတော့ကာကွယ်မှုဘိုင်းမှာပေါ့နော် တိုးတက်အောင်လုပ်ဖို့လိုတယ်အတုံးချမှုပိုင်းမှာလည်းတိုးတက်အောင်လုပ်ဖို့လိုတယ်ဒီသူတို့အင်နေပါလေဆိုလဲသူများတွေတုံးကိုလဲလိုက်တုံးတုံးကျင်တုံးတင်လည်းတုံးရမှာဗျာဒါဒီလီရဲ့ trend ဖြစ်တဲ့အတွက်အတုံးရင်တော့ကြံခဲ့မှာပဲမလားဒီလိုပုံစံမျိုးတွေကျွန်တော်တို့ဒါ ground မှာပဲဆက်ကစားမလားဒါမှမဟုတ်ကျွန်တော်တို့ဒါ ground မှာပဲဆက်ကစားမယ်ဆိုရင်လည်းလိုအပ်နေတဲ့အမြင်ပေါ်အားနည်းချက်တွေထိုးပေါက်နိုင်မှုအားနည်းချက်တွေ low block mid block တွေနဲ့အားနည်းချက်တွေကိုချက်စီးတင်ကပြင်ဆင်ဖို့လိုတယ်လို့ကျွန်တော်ကတော့မြင်ပါတယ်အဲ့တော့ brother တို့ရောဒီအပေါ်ဘယ်လိုထင်လဲအသွင်ပြောင်း premier league ပေါ်ဘယ်လိုထင်လဲချက်စီးတင်ရဲ့အလားအလာရော brother တို့ဘယ်လို ရှိမယ်လို့ထင်လဲမာရော့စကာအနေနဲ့သူရဲ့ဟန်ပန်အတိုင်းဆက်ပြီးတော့ကစားတင်တယ်လို့ထင်လားအာဒါမှမဟုတ်ကျွန်တော်တို့ဒါလိုက်ပြီးတော့ adult လုပ်တင်တယ်လို့ထင်လားပေါ့နော်ခွင့်မမှာဝင်အောင်ဆွေးနွေးပေးခဲ့ပါအောင်ချေစုများအတင်ပါတယ်ကျွန်တော် channel လေးကို subscribe လုပ်ခဲ့ပါအောင်နောက်ထပ်ဒီလိုဗီဒီယိုမှာပြန်တွေ့ပါမယ်ခွလပ်ပါ